မွန်ပြည်မော်လမြိုင်ခရိုင်ကိုခရီးသွားလာမဲ့ရှမ်းပြည်မက်ပေါ်တဲ့ဆက်တောင်းမြေဆောင်ကိုက်ဆောင်သူတွေဟာတဲခို့ခွင်ကက်သက်ခံနေရတဲ့အပြင်ဖန်စည်းခံရမှုတွေပါရှိနေပါတယ်။ KP အကောက်ထဲမှာကြက်စိသိကြော်ရင်လဲသိစေးခံနေရပါတယ်။စစ်ကုမရှင်ညွှန်ကြားချက်အရာဆက်သုံးမြင်ဆောင်မပေါ်တဲ့ဂိုင်တဲ့သူဘဒူမစိုးမွန်လမြိုင်မြို့ကသတ်မှတ်ထားတဲ့ဟိုတယ်၃လုံးဖြစ်တဲ့တော်ဝင်ဟင်းသာမွန်လမြိုင် Strand Hotel နဲ့ Hotel Motel တို့မှာပဲတဲခွန်ခွေရတော့တာဖြစ်ပါတယ်။ဒါဟာစစ်စေးလွယ်ကူစေဖို့အတွက်လှုပ်ဆောင်ရလို့မွန်ပြည်နယ်ဝန်ကြီးချုပ်ကညွှန်ကြားတယ်လို့ဟော့တယ်လုပ်ငန်းရှင်တွေကပြောပါရီ ဒီလိုကန့်တန့်ရုံသာမကပဲစစ်ကုမရှင်သက်ကကြားဖြန့်နဲ့ဆက်ဆက်တယ်လို့ဆွတ်ဆွဲပြီးရှမ်းပြည်က73မြင်းဆောင်မက်ပေါ်တဲ့ကင်တဲ့သူယာနဲ့ချီကိုလည်းဖအန်နဲ့မော်လမြိုင်အထွက်ဂိတ်တွေမှာဖမ်းဆီးထားတယ်လို့မြပြည်တည်ရင်မြက်ကပြောပါရီအဖမ်းခံရသူတွေထဲမှာအလုတ်သမားတွေနဲ့တာမန်ခီးသွားတွေပါပါဝင်ပြီးတော့ဖုန်းတွေကိုပါစစ်ဆေးနေပါရီ ဒီလိုမျိုးဖုန်းတွေစစ်ဆေးပြီးတဲ့နောက် KB အကောင့်ထဲမှာငွေကျပ်70သိန်းကျော်ရှိရင်သိမ်းဆီးခံနေရတယ်လို့လူအခွင့်ရေးလှုပ်ရှားသူတွေကဆိုပါတယ်ဒီလိုဖန်ဆင်းစစ်ဆေးမှုတွေလုပ်နေတာကအခုမှမဟုတ်ပါဘူးအခုနှစ်ဇန်နဝါရီလတော့ကလေးကလို့ဆိုရမှာပါအစောပိုင်းတော့ကရှမ်းမြောက်ကတိုက်ပွဲတွေနဲ့ဆက်ဆက်ပြီးဖန်ဆင်းမှုတွေလုပ်ခဲ့တာပါ ။အဲ့လန်းညွန့်တွေကတော့ဒီလိုနိုင်ငံသားချင်းခွဲခြားကက်သက်ပြီးအဖမ်းအစည်းတွေလုပ်နေတာဟာခီးတွားလာဖို့မလွယ်ကူတဲ့အတွက်ခီးတွားကန်တာမြင့်တင်ဖို့မဖြစ်နိုင်တော့ဘူးလို့ထောက်ပြပြောဆိုနေကြပါရဲ့။